အလုံးမဲမင်္ဂလာပါများဆိုင်းလန်သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကုတင်ဆက်ပေးမဲ့ရုပ်တံပြီးတော့ဘန်ကြတော့တော်လန်ရေးဘက်ကသူတွေတင်တဲ့ပို့တွေကိုအသေးတွေလိုက်တွေပေးရင်ဘန်မီယူဆိုလာတဲ့ကြော်ဆိုးရဲ့ရုပ်တံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာကြော်ဆိုးကအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါခင်ဗျာအလုံးကိုလည်းဆိုင်းလန်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအမဇုန်တရင်တပုတ်နေနဲ့ ပထမဆုံးသတင်းတပုတ်နဲ့အမှုပြညာရှင်၃ဦးအပါဝင်ကျွန်တော်တို့အခြားသောသူတွေကိုအရေးလိုက်တဲ့ဖြစ်စဉ်တွေပတ်သက်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်။2025ငါယူကပွဲကိုဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်။ယူကပွဲကကျွန်တော်အပိုင်း၃ပိုင်းနဲ့ကျင်းပမှာဖြစ်ပါတယ်။ပထမပိုင်းဒုတိယပိုင်းတတိယပိုင်း၃ပိုင်းခွဲပြီးကျင်းပမှာဖြစ်ပါတယ်။2025ယူကပွဲနဲ့ပတ်သက်ပြီးတော့ပြည်ပမှာနေတဲ့အကြံဖတ်အုပ်စုတွေပါဗျအကြံဖတ်စုမှုမှုကလောက်ဆောင်တဲ့သူတွေအကြံဖတ်အားပေးအုပ်စုတွေကယူကပွဲနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်မဲမပေးကြဘူးယူကပွဲကိုကန့်ကွက်ကြဖို့မျိုးစုံလောက်ဆောင်လည်းရှိပါတယ်။အဲ့တော့ကျွန်တော်မေးချင်တာက ီလူတွေကဒီလိုလှုပ်ဆော်တာကပြည်တွင်းမှာပြည်တွင်းမှာရှိပြီးတော့လှုပ်ဆော်နေရမှာမဟုတ်ပါဘူးပြည်ပကနေပြီးတော့လှုပ်ဆော်တာပါခင်ဗျားတို့ရှင်းရှင်းလေးပါဒီလူတွေတကယ်ပဲဒီရွေးကောက်ပွဲကိုဒီရွေးကောက်ပွဲကိုဖျက်ချင်တယ်ဖျက်ချင်တယ်ဆိုရင်လာခဲ့ပါပြည်တွင်းကိုလာခဲ့ကြပါပြည်တွင်းကိုလာခဲ့ကြပါပြည်တွင်းမှာလာပြီးတော့ပဲသူတို့ကိုယ်တိုင်ရွေးကောက်ပွဲပြောင်းလို့ပါခင်ဗျားတို့ကိုယ်တိုင်မှာနီလာမျိုးစုံနဲ့ပြောင်းလို့လို့ရပါတယ်သူတို့ကိုယ်တိုင်မလုပ်ရကြပါဘူးခေါ်ကြည့်လိုက်လေခင်ဗျားတို့လက်ရှိရွေးကောက်ပွဲမှာမဲသွားမပေးနဲ့လို့ရွေးကောက်ပွဲကိုဆန့်ကျင်ကြဆိုတဲ့သူတွေလာခဲ့ကြမြန်မာနိုင်ငံတွေကလည်းလာပြီးတော့လာပြောလာဟောလာကန်ကွက်တကယ်တော့ဒီလူတွေကပြည်ပကနေပြီးပြောနေကြတာဗျခင်ဗျားတို့သူတို့တော့သူတို့နောက်ကိုရောရောင်ပြီးမှလိုက်ဖို့လိုတယ် ်ဒီအကြမ်းဖက် RP post တွေအောက်မှာခင်ဗျားတို့အနေနဲ့အကြမ်းဖက် RP post တွေအောက်မှာတမရပြကျွန်တော်တို့အမောင်လောကကသူတွေရဲ့ post တွေအောက်မှာခင်ဗျားတို့အသေးတွေတွားပြလာတယ်အာထောက်ကမ်းပါတယ်စသဖြင့်ခင်ဗျားတို့မျိုးစုံသွားရမယ်ဆိုရင်တီစဲဥတွေကခင်ဗျားတို့အရေးကြီးမှာဖြစ်ပါတယ်ကျွန်တော်ကဒီနေရာမှာဒါကခင်ဗျားတို့ကျွန်တော်ချင်းချောက်နေမှာမဟုတ်ကျွန်တော်ချင်းချောက်မကိစ္စလည်းမဟုတ်ကျွန်တော်ကိစ္စလည်းမဟုတ်ကျွန်တော်ခင်ဗျားတို့အတွက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးတာခင်ဗျားတို့သိဖို့မသိသေးတဲ့သူတွေသိဖို့တိတိယနဲ့လှုပ်ရှင်နဲ့လှုပ်ပေါ်ပြဒါတော့ခင်ဗျားတို့ကိစ္စအကျမ်းဖက်တမအကျမ်းဖက်အာပေအုပ်စုတွေဒါတို့ကဒီအမောင်ဖက်ချမ်းမှာရှိတဲ့အုပ်စုတွေရဲ့ post တွေ သူတို့ရဲ့ရည်သားမှုတွေသူတို့ရဲ့ပြောဆိုမှုတွေအောက်မှာခင်ဗျားတို့ကအာကျွန်တော်တို့အားပေးပါတယ်ပေါ့ကျွန်တော်တို့ထောက်ခံပါတယ်ပေါ့အကြပ်အကြပ်တဲ့ကြီးတော်ကျွန်တော်တို့အားပေးပါကျွန်တော်တို့ထောက်ခံပါတယ်ပေါ့အစသဖြင့်အဲ့ဒီလိုတွေသွားပြီးရေးမယ်ဆိုရင်ခင်ဗျားတို့တီဆဲဥတွေအရေးကြီးမှာဖြစ်ပါတယ်တီဆဲဥတွေအရေးကြီးမှာဖြစ်ပါတယ်ခင်ဗျားတို့လောက်ရဲတဲ့ဆိုရင်လောက်ပါကျွန်တော်ရှင်းပါတာကအနည်းဆုံးတာကောက်တင်ပြပါမယ်ဒီအပိုင်းမှာခက်သမိုင်းကိုဒုံဆိုင်ကြီးသူများရွက်ကောက်ပွဲပညာပေးဇက်လမ်းမှာပါဝင်တိုးဆောင်ခဲ့တဲ့လူပြရှာခြင်းတွေနဲ့ပတ်သက်ပြီးတော့အမောင်ပဲချမ်းကအုပ်စုတွေအကြမ်းဖက်အာပိအုပ်စုတွေကသူတို့တွယ်ဝိုက်တော့ဖြစ်စေဓာတ်ရိုက်ဖြစ်စေသူတို့အမျိုးမျိုးရေးနေကြတယ် ဒီဒီရုပ်ရှင်ကားမှာပါဝင်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့ဒီဘားမှာရှိတဲ့အကြမ်းဖက်အုပ်စုတွေရေးသားနေကြတယ်။အဲ့ဒီအောက်မှာအဲ့ဒီအဲ့ဒီအောက်မှာအကြမ်းဖက်သမားများနဲ့နီးတူအကြမ်းဖက်အုပ်စုများနဲ့နီးတူနီးတူနီးတူလှုပ်ဆော်ခဲ့တဲ့သူတွေကတော့ဒိုင်တာမိုက်တီးခတန်းထုံးဆောင်သိပါလိမ့်မယ်ခင်ဗျာဒိုင်တာမိုက်တီးမမေမမေလက်ထက်ကပါခင်ဗျားတို့ခေါ်တယ်မမေလက်ထက်ကမှုမှုလက်ထက်ကမှုမှုလက်ထက်ကရုပ်သက်ရုပ်သက်ဇာလန်းတူတွေပေါ့ဒီတော့ကလည်းကျွန်တော်တို့ NL လက်ထက်မှာရုပ်သက်ရုပ်သက်ဇာလန်းတူတွေရိုက်ကူးခဲ့တဲ့သူမှု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 လက်ထက်ကပေါ့မိုက်တီးဒိုင်တာမိုက်တီးပြီးရင်ကျွန်တော်တို့ဇက်ဖို့တယောက်ဆောင်ကျော်ဝင်းထွတ် သိပါလိမ့်မယ်ခင်ဗျားတို့ဒီတောကားတွေရိုက်တဲ့တရားကကျုံဝင်းထော့နောက်တစ်ယောက်ကတော့ကျွန်တော်ဟာသားတယောက်ဆောင်အုံနိုင်ပါအဲသိပါလိမ့်မယ်အဲသူတို့ကလည်းပြောအဲမှာအမောင်ပါချားလူတွေလူလူတွေမျိုးသူတို့ကလည်းမှာရေးနေကြတယ်သူတို့ဆွဲခေါ်ပါလိုက်တယ်ဆွဲခေါ်ပါလိုက်တယ်ဖမ်းထားတယ်ပေါ့ဗျာကျွန်တော်နားလည်ပြောဖမ်းထားတယ်ဖမ်းစီတဲ့ခင်ဗျားကိုစစ်စစ်ဖော်ထုတ်ဖော်ထုတ်ချက်အရာ၎င်းတို့ဒီဖွဲ့စည်းပုံချက်အုပ်တွေ2008နဲ့အညီတက်မတော်မှာနိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့အပေါ်ထောက်ခံမှုမရှိခဲ့တဲ့အပြင်ဆန္ဒပြပွဲများနဲ့ကိုယ်တိုင်ပေါင်ခဲ့ပါတယ်သူတို့ကကိုယ်တိုင်ပေါင်ခဲ့တယ်2000ပြီး2021နောက်ပိုင်းအခင်းကျင်းမှာသူတို့ကိုယ်တိုင်ပေါင်ခဲ့တယ်ကိုယ်တိုင်ပေါင်ခဲ့တယ်ကိုယ်တိုင်လှုပ်ဆော်ခဲ့တယ် ပြီးရင်ဒါမဲ့2025ခုနှစ်ဒီဇင်ဘာမှာကျင်းပမယ်ဒီပါတီစုံဒီမိုကရေစီရွေးကောက်ပွဲရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်ကျွန်တော်တို့ဒီအမှုပညာရှင်တွေကနေပြီးတော့သူရဲ့အမှုပညာစွမ်းအားနဲ့ပါဝင်တဲ့အခါမှာဆိုလည်းပဲဒီအုပ်စုတွေကဝေမတိုက်ခိုက်တာတွေရွေးကောက်ပွဲမှာပြည်သူလူထုယုံကြည်မှုကြောင့်လည်းအောင်ရေးသားဖြန့်ဝေတာတွေသူစောင်းခဲ့တယ်လို့စစ်တွေ့ရှိခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီ၃ယောက်ကိုအဲ့ဒီ၃ယောက်အနက်အဆိုပါတက်ခိုင်များအနက်ဒိုင်တာမိုက်တီခတန်းထွန်းစော်တီ2021ခုနှစ်တွင်လူမှုကွန်ရက်မီဒီယာအမှတစ်ဆင့်နိုင်ငံတော်အဆိုအပေါ်ဝေဖန်ရေးသားခဲ့မှုကြောင့် ရာသတ်ကြီးဥပဒေပုံမှာငားငါကကြီးပြင်းအမှုဖွင့်အရေးကိုခံခဲ့ရပြီးတစ်ထောင်တစ်ခုနှစ်အော်တိုဘားလာ28ရက်နေ့မှာနိုင်ငံတော်ကနေပြီးတော့ဒါကျွန်တော်တို့လှုပ်ပေးခဲ့တယ်ဗောဗျာလှုပ်ပေးခဲ့လှုပ်ပေးခဲ့တယ်ဒါကြောင့်မကြီးတော်တော်ဆိုးပါတယ်အဲ့ဒီတော့ခင်ဗျားကြီးအာဒီရောဂါကြီးဖြစ်နေလို့အာစေကူမရတော့မယ်အမိသားစုတွေကနေပြီးတော့အာဒီဒီကျွန်တော်နိုင်ငံတော်အကြီးကဲနိုင်ငံခေါင်းဆောင်နိုင်ငံတော်ကြီးကဲတွေတောင်းတော့အတနာခံစားတင်တယ်ဗောစေးစားနေအတနာခံစားတင်တယ်ဗောနောက်တော့နိုင်ငံအကြီးကဲတွေကဒါသူသားချင်းကိုင်းစားတဲ့အနေနဲ့ကျွန်တော်တို့သူ့ကိုပြန်ပြီးတော့ လွတ်ပေးလိုက်တယ်ပေါ့လွတ်ပေးတဲ့ခါမှာသူကခံဝင်နေလွတ်တာလွတ်တဲ့ကျတော့ခံဝင်နေလွတ်တာအဲ့မှာနောက်တစ်ချက်ပြစ်မှုကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံကြားခံရမယ့်ဒီပြစ်မှုပြစ်ဒဏ်ဒီပါသူကထယ်ပေါင်းပြီးတော့ခံမှာအဲ့တော့မိုက်ဒီယာဗျာဥမာကျွန်တော်တို့ဒီငားငါကကြီးနဲ့ကျွေးကြံရှိတယ်အဲ့ဒီကျွေးကြံရဲ့လက်ရှိသူလက်ရှိသူလက်ရှိသူကစုပမှုဖြစ်အောင်ရွေးကောက်ပွဲသူပြည့်ရဲ့ပြုတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မထင်မမြင်ရေးတယ်ပေါ့ဗျာဒါလေးနဲ့ပတ်သက်ပြီးတော့သူကအရေးယူခံမှာအဲ့တော့မိုက်ဒီယာပထမကျွေးကြံရဲ့လက်ရှိကျွေးတဲ့ရဲ့သူကနှစ်ခုခံမှာနှစ်ခုခံမှာအဲ့တော့အဲ့ဒီလူတွေကို အဲ့ဒီလူတွေကိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်သားခြင်းမှကာကွယ်ဥပဒေနဲ့အရေးယူနိုင်ရေးစောင့်ရတဲ့အပြင်ရခိုင်လူချင်းခွင့်ပြုရတော့ပြည်ထောင်များပြည်နယ်ကြခန့်ရှင်တွေကိုလည်းစောင့်ရတော့မှာဖြစ်ပါလေတဲ့။နမူနှစ်ခုအကျွေးချင်ရဲ့ရခိုင်ကျွေးဟောင်းရဲ့လက်ရှိကျွေးတဲ့ရဲကိုမိုက်တီကအင်းစင်တောင်းထဲမှာပြဆက်ရတော့မယ်။နောက်ထပ်ကတော့ကျော်ဝင်းထွတ်ကျော်ဝင်းထွတ်ရဲ့အုံတိုင်းရဲ့ပြပါလေခင်ဗျားတို့ဒီကျော်ဝင်းထွတ်ဆိုလဲတောကားရိုက်တဲ့တယောက်အုံတိုင်းဆိုလဲကျွန်တော်တို့ဒါဟာတာဟာတာလူရှင်တော့ဗျာ။ဟာတာလူရှင်တော့အဲ့ဒီနှစ်ယောက်ကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှံ့ရှာနောက်ရှက် ဟာဒါချင်းမကာကွယ်ရေးဥပဒေဖြင့်ထိရောက်စွာအယူသွားမှာဖြစ်ပါလေတဲ့ယူသွားမှာဖြစ်ပါလေအဲ့တော့အဲ့လိုပဲခမားတို့တွေဒီအကြမ်းဖက်အုပ်စုတွေရဲ့ရေးသားမှုတွေအောက်မှာကိုယ်တိုင်ကိုမန့်ဝင်ရတာအပြင်ကျွန်တော်တို့ဒီအသေးတော့ပေးတာတွေဒါတွေကခမားတို့ဝိုက်တော်နည်းနဲ့ဒီအကြမ်းဖက်လှုပ်ဆောင်မှုခမားတို့ကိုလည်းကျူးလွန်တာပဲခမားတို့တိလို့ဖြစ်စေမတိလို့ဖြစ်စေအရေးယူခြင်းခံရမှာဖြစ်ပါလေဒါကြောင့်ဒါကြောင့်ကျွန်တော်တို့ကတိရတယ်လို့ပဲဖြစ်စေမတိရတယ်လို့ပဲဖြစ်စေခမားတို့ ਨੇ ဒီလိုလုပ်ရတယ်မလုပ်ဖို့ကျွန်တော်တင်ပြတာဖြစ်ပါလေခမားတို့တိရမှာကဒီအကြမ်းဖက်အားပေးတဲ့သူတွေကအကြမ်းဖက်အားပေးတဲ့သူတွေကပြည်ရင်းကနေပြီးတော့ခမားတို့ကို လုံဆောင်နေတာမဟုတ်ဘူးပြည်ပကလည်းကြည်လွတ်တဲ့နေရာကနေပြီးတော့ခင်ဗျားတို့လုံဆောင်နေတာကြည်လွတ်ကလည်းကြည်လွတ်တဲ့နေရာလေးလုံဆောင်နေတာအဟိုလိုလေးလုံလိုက်ပါလားဒီလိုလေးလုံလိုက်ပါလားအဲ့လိုလုံနေတာနောက်တစ်ခုကတို့အဲ့ဒီလိုရေးသားခြင်းအပြင်တို့ရဲ့တို့ကအဲ့လိုရေးသားခြင်းအပြင်စီးပွားရှာနေတာဘာကြောင့်စီးပွားရှာနေပြောတယ်တို့အဲ့လိုနေရေးတယ်ဆိုရင်အမှဗျာခင်ဗျားတို့စိတ်ဝင်စားအကြောင်းအရာတွေရေးမယ်ရုပ်သံကလစ်တွေတင်တယ်အဲ့ဒီကနေပြောတော့လားစင်လားစင်ဒေါ်လာရရတယ် Facebook ကလည်းတို့ပတ်စံပြန်ပေးတယ်အဲ့ဒီကနေစားတောင်းနေကြတာအော်ဒီပြည်တွင်းမှာဖြစ်နေရေးစီးကြောင်းတွေကိုတို့ကရေးစီးကြောင်းတွေမှာအာဘူကဖြစ်တယ်ဒီအဖြစ်တယ်ဆိုတော့ရှောက်ရေးတယ်အဲ့ဒီကနေပတ်ဆက်ရတယ်ခင်ဗျားကြည့်လိုက်ဗျာအရင်တော့ကခင်ဗျားဘာလို့လဲခင်ဗျားပြည်တွင်းမှာဘာလို့ရှိလဲဗျာဟုတ်လား မမေမေတိုင်းမှာလိန်မာတို့မမေလွတ်မအစားတင်မာတို့အရင်တော့အောင်းပြီးအဲ့ဒီတွေခင်ဗျာပြည်တွင်းမှာရှိသလားအဲ့ဖြူဖြူချဲသွင်းလို့ကြည့်လေဗျာပြည်တွင်းမှာရှိလားထိုင်းမှာတော့မနေဘူးပြီးပါရောက်သွားပြီအခုတော့မှကြောင်းတက်နေတယ်မင်းရှောက်သူတို့ကကြောင်းတက်နေခင်ဗျားတို့ကဟိုခင်ဗျားတို့ကခင်ဗျားတို့တာသမီကြောင်းထားတာဖြူချဲသွင်းကြောင်းတက်နေပြီအဲ့လိုမှမင်းမောက်ကုန်းကိုကြည့်လေရှိလားခင်ဗျားထိုင်းမှာရှိလားထိုင်းမြန်မာနေစားမှာရှိလားမရှိဘူးခင်ဗျားတို့သိဖို့လိုတယ်သိဖို့လိုတယ်အဲ့တော့ကျွန်တော်ဒီနောက်ထပ်ဒီစကားလေးတစ်ခုခင်ဗျားတို့နားလည်အောင်တုံးနေတာကဖရုံမင်းမောက်ဘာပြောသွားလဲဆိုတော့ကျွန်တော်တို့ဒီ DVB ဒီဘိတ်မှာပါဗျာသဘုံထားရင်တည်တတ်တယ် တဘုံထားရင်တည်တတ်တယ်လို့ပြောတယ်တဘုံထားတာမလို့တဘုံထားရင်တည်တတ်တယ်ပေါ့ဗျာပရမညမပြောခဲ့တာပေါ့အဲ့လိုပဲခင်ဗျားတို့လက်တွေသွားမသိရနဲ့ခင်ဗျားတို့လက်သရမ်းရင်ခင်ဗျားတို့လက်သရမ်းမို့အင်းစိတ်ထောင်တို့အိုးဘူထောင်တို့ရောက်သွားလိမ့်မယ်လက်သရမ်းရင်အင်းစိတ်ထောင်ရောက်မယ်အိုးဘူထောင်ရောက်မယ်ခင်ဗျားတို့လက်သရမ်းရင်လက်သရမ်းရင်စက်ရံလက်သရမ်းတော့ခင်ဗျားတို့အိုးဘူထောင်ရှိမယ်အင်းစိတ်ထောင်ရှိမယ်ဗျာခင်ဗျားတာဝတီထောင်ရှိမယ်ဗျာထောင်နေအများကြီးပဲပြည်ကျင်းထောင်ရှိမယ်ဗျာပူတာထောင်ရှိမယ်ခင်ဗျားကြိုက်တဲ့ထောင်ရွေးလက်သရမ်းလို့ရတယ်ခင်ဗျားတို့လက်သရမ်းမယ်ပါစပ်သရမ်းမယ်ဆိုရင်အင်းစိတ်ထောင်တွေရှိတယ်အိုးဘူထောင်တွေရှိတယ်ထောင်နေအများကြီးပဲအင်္ဂလိပ်လက်ထက်ကထောင်မှာနေခြင်းသလား ောင်ထဲမှာနေကြသလားတရားဝတိုင်းမှာလည်းခင်ဗျအင်္ဂလိပ်လက်ထက်ထောင်နေရှိတယ်ပြီးရင်ကျွန်တော်တို့မကွေတိုင်းမှာလည်းရှိတယ်ဘကိုးတိုင်းမှာလည်းရှိတယ်ဘကိုးတိုင်းကတော်တော်များပါတယ်အင်္ဂလိပ်လက်ထက်ထောင်နေဘကိုးတိုင်းမှာတော်တော်များတယ်တရားတရားထောင်လို့ဆိုလည်းတရားထောင်လို့ဆိုလည်းအင်္ဂလိပ်လက်ထက်ထောင်ပဲခင်ဗျတို့အဲ့လက်တရားညင်းနေဆိုလက်တရားခင်ဗျတို့လက်တရားမဲ့ဆိုရင်ခင်ဗျားတို့အင်းထောင်နေရောက်သွားလိုက်မယ်အင်းစိတ်ထောင်အပါဝင်တိုင်းနေရာကြီးနေများရှိအင်္ဂလိပ်လက်ထက်ထောင်နေရောက်သွားနိုင်တယ်ထောင်သိနေရောက်သွားနိုင်တယ်တတိထားဖို့တင်ပြတာဖြစ်ပါတယ်နောက်တစ်သိမ်းဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒီအပိုင်းမှာပလောင်လက်နက်ကင်ဖွဲ့ကသူတို့အနေနဲ့မိုးကုတ်ရဲမိုးမိတ်ကလည်းသူတို့စုပ်ပေးမယ်ဆိုပြီးတော့ တရားဝင်မဲ့သူတို့ထုတ်ပြန်လာပါတယ်အဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီ NUG လောက်ခံ PDF ဖွဲ့တွေပါဝင်မန်လေး PDF ဖွဲ့တွေကအားသူတို့မုံမိတ်နဲ့မုံမိတ်နဲ့မိုးကုတ်ကနေသူတို့တလက်မမမခွာဘူးတဲ့အားသူတို့ခံချမယ်တဲ့အားသူတို့ဒီလိုမျိုးကြီးလာတွေ့ရတယ်သူတို့သူတို့ဘက်ကအဖွဲ့ပေါင်းဆိုပြီးထုတ်ပြန်လာတွေ့ရတယ်အဲ့တော့ကျွန်တော်မေ့ချင်တာကဒီပလောင်နန်းတကိုင်ဖွဲ့ဆိုတာကဒီမန်လေး PDF ဖွဲ့ကိုမိုးထုတ်ခဲ့တဲ့သူတနည်းအားဖြင့်ပြဆရာဖြစ်တာက TNL သူရဲ့တမဲဖြစ်တာကမန်လေး PDF နောက်ပြီးဆိုကမန်လေး PDF ဒီသူတို့ရဲ့ဆရာဖြစ်တဲ့ခေါင်းကိုင်ဖခင်ကြီးတော့မှာတပ်မတော်ရဲ့ထိုးစစ်ကိုမခံနိုင်လို့ကျွန်တော်တို့ ကျွန်တော်တို့မျိုးနှမျိုးဆုပ်ပါမယ်မျိုးနဲ့နှမျိုးနဲ့ကျွန်တော်ဆုပ်ပါမယ်ဆိုပြီးတော့ဆိုပြီးတော့ကျွန်တော်အဆိုပြုခဲ့ရတာအဲ့ဒါကိုဒီမန်လေး PDF ဖွဲ့ပါဝင်ဒီဗမာ PDF တွေကအာမရဘူးတဲ့ကျွန်တော်တို့ချမယ်တဲ့ခမတကယ်ချနိုင်မယ်ထင်လို့လားခမတကယ်ချနိုင်မယ်ထင်လို့လားချလေခမတက်မလို့ချမှာပဲပူမနေခမရလည်းခမတက်မလို့ဟာရှင်းတယ်တိုက်ယူလို့ရမယ့်နေရာကိုတိုက်ယူမယ်ခမနိုင်ငံရေးစကားပြောလို့ရမယ့်နေရာကိုစကားပြောမယ်ခမတို့ကြည့်လိုက်ဒီဒီ NUG အုပ်စုလောက်မှရှိခဲ့မန်လေး PDF ဖွဲ့တွေဘလောက်တောင်းခံနိုင်မလဲခမမေးကြည့်လိုက်ကြည့်ထားလိုက်မိုးကုန်းနဲ့မိုးမိတ်ရဲ့တမိုင်းကိုဘယ်သူတွေရေးမလဲဆိုတော့ခမတို့ကြည့်လိုက် ရေဘသူရေးမဲ့တော့ခမောက်ကြည့်လိုက်ဘလောက်ခံနိုင်မှာမလို့လဲခမောက်ဒီတီအန်နဲ့လေတော်မှတက်မလို့ရေထိုးစစ်ကိုမခံနိုင်လို့ခမောက်လည်းမျိုးနှမျိုးကလည်းသူဆုတ်သွားပြီးမှဖြစ်တာလေလက်ရှိခမောက်နောင်ချိုးတို့တောင်ကန်းတို့တိုက်ပွဲမှာဆိုရင်ဘလောက်လမ်းနက်ကိုင်ဖွဲ့နေတဲ့အတူမန်းလေးပြည်အဖွဲ့တွေဝေးတိုက်ပြီးတာဒါတော့ခမောက်ရောက်ထိတ်လေတက်မလို့ထိုးစစ်ကိုတောင်ကန်းနေဆလာလေထိုးစစ်ကိုခမောက်ရောက်ထိတ်အဲ့ဒီတိုက်ပွဲမှာဘလောက်လမ်းနက်ကိုင်တစ်ခွဲတည်းတိုက်ခဲ့တာမဟုတ်ဘူးထိုးစစ်ကိုသူတို့သူတို့သူတို့ရဲ့ထိုးစစ်ကဘလောက်လမ်းနက်ကိုင်တစ်ခွဲတည်းထိုးစစ်ဆားခဲ့တာမဟုတ်ဘူးတက်မလို့စကန်တွေကိုမန်းလေးပြည်အဖွဲ့ပါတယ်တက်မလို့ကဒီတောင်ကန်းဒုံးတော်တို့ဒီဘေးနားနေပြီးတော့ကျွန်တော်တို့တကြောလုံးရှင်းလာတာအကြောင်းပဲကြီးရောက်ပါတယ် အဲ့ဒီလမ်းကြောင်းတစ်လျှောက်မှာလည်းအလောင်းဒီမှာဆိုရင်ကျွန်တော် man လေး PDF MDY ဘတ်လည်းပါတယ် TNL လေးဘတ်တွေလည်းပါတယ်အဲ့ဒီအလောင်းညားစွာရခဲ့တယ်ရှင်းရှင်းလေးပဲဒီရှမ်းပြည်နယ်မြောက်ပိုင်းဗျာခင်ဗျာတောင်ကန်းနောင်ချိုကြောင်မဲ့ဒီပေါ်လမ်းကြောင်းတစ်လျှောက်လုံးမှာတပ်မတော်ရဲ့ထိုးစစ်ကိုခတ်ထိုးစစ်ကိုခန်းလာတာခင်ဗျာပလောင်လမ်းတစ်ခိုက်တစ်ဖွဲတည်းမဟုတ်ဘူးအကြမ်းဖက် man လေး PDF ဖွဲ့ပါပါတယ်သူတို့တောင်းချက်ပြို့တာပဲလေအဲ့တော့ခင်ဗျာတပ်မတော်ရဲ့ထိုးစစ်ကိုသူဘယ်လိုခံမလဲအဲ့တော့ခေါင်းကြီးဖောက်ခင်ကြီးတော့မှသူရဲ့နေသူတို့ရခိုင်ယာယီထဲရောက်ခဲ့တဲ့နေမြောင်သူတို့ကြမ်းကြမ်းမခံနိုင်တာကိုဒီခင်ဗျာမန်လေးပြည်တဲ့ဘက်ကကျွန်တော်တို့ရောက်အောင်ခတ်တိုင်းပဲဆိုခင်ဗျာဟာတာပဲ ဟာတာပဲခင်ဗျားလေဟာတာပဲကျွန်တော်တို့တိတ်ကြီးနေတာဒီကောင်လေးရလေခင်ဗျားချလေဘာဖြစ်လဲမဘူးနဲ့ခင်ဗျားတတ်မလို့ခင်ဗျားလာလိုက်မယ်ဆက်ပြီးထိုးလိုက်မယ်ခင်ဗျားမကြခင်မကြခင်ထိုးလိုက်မယ်အဲ့တော့ကျွန်တော်မေးချင်တာကခင်ဗျားတို့ဒီဒီဒီမိုးမိုးကုတ်ကိုတတ်ဖို့လမ်းကြောင်းတစ်ကြောင်းရှိတယ်အားလုံးသိတာထင်ရှားနေရတပိတ်ချင်းတပိတ်ချင်းကလည်းလက်ရှိတတ်မလို့စကြောင်းတွေတက်နေတယ်နောက်ချိုးကမှတိုက်ခွဲတွေပြင်ထန်နေတယ်တပတ်ကကျွန်တော်တို့နောင်ချိုးကနေပြီးတော့အနောက်ချိုးကနေကျွန်တော်ဆက်တက်နေတယ်နောင်ချိုးမိုးကုတ်နောင်ချိုးမိုးကုတ်လမ်းမိုင်ဆက်တက်နေတယ်နောက်တစ်ပတ်ကကျတော့ကြောင်းမဲမိုးကုတ်လမ်းမိုင်ဆက်တက်နေတယ်အဲ့တတ်မလို့ထိုးချိုးကဘယ်လိုခံတာမလဲ ဘလို့ဟန်တာမလဲခင်ဗျာစစ်မျက်နှာပြင်ပြခင်ဗျာဘလို့ဖွင့်မလဲဘလို့တိုက်မလဲအဲတော့မတို့စုကိုခင်ဗျာဘလို့ဟန်တာမလဲခင်ဗျာဘာလဲလမ်းနဲ့လမ်းနဲ့ခင်ဗျာခင်ဗျားတို့ကကြင်ပြင်ခင်ဗျာဘာနဲ့ပြင်မလဲခင်ဗျားတို့ပြစီခင်ဗျားတို့ချုပ်ပြမရဘာမှပြစီရတော့မရှိဘူးပြစီရတော့မရှိဘူးဘာမှပြစီရမရှိဘူးခင်ဗျာဒီပလောင်လမ်းနဲ့ခင်ဗျာတို့ကြင်ပြင်လို့ခင်ဗျားကလည်းမတော့ယုံမယ်လေဘာနဲ့ပြင်မလဲရှင်းရှင်းပြောပြောပြောမယ်ခင်ဗျာစစ်တိုက်လာခွက်ခေါက်ပြီးစစ်တိုက်လို့မရဘူးခွက်ခေါက်ပြီးစစ်တိုက်လို့မရဘူးပြီလားဖေးခေါက်ပြီးစစ်တိုက်လို့မရဘူးစစ်တိုက်လို့မရဘူးလက်ရှိခင်ဗျာတမလို့ထိုးစစ်စနေပြီလာလိုက်မယ်ခင်ဗျားတို့ ခင်ဗျားတို့ဘယ်လောက်ပြောကြုံလဲဆိုတော့ကျွန်တော်ဆက်ကြည့်မယ်ခင်ဗျားတို့စကားခင်ဗျားတို့တီမလားမပြေးကြတော့တက်မတော်ကမိုးမိတ်နဲ့တက်မတော်ကမိုးမိတ်နဲ့မိုးကုတ်ကိုထိုးစစ်စင်းတဲ့ခါမှာခင်ဗျားတို့မပြေးကြတော့အသေးခံပြီးချတော့ခင်ဗျားတို့ရထုတ်ပြန်ကြပါဘာလဲဆိုကျွန်တော်တို့အသေးခံပြီးတိုက်မယ်နော်ဟောဖို့ကြည့်ရသေးတာပေါ့ဘယ်ကောင်ဖြေးလဲဆိုတော့ခင်ဗျားကြည့်ရသေးတာပေါ့ခင်ဗျားတို့ပြောကြတာကျွန်တော်တို့အသေးခံပြီးတိုက်မယ်အာကြည့်ရသေးတာပေါ့ဗျာအဲ့တော့အသေးခံပြီးတိုက်မလားခင်ဗျားတို့ပြေးကြမလားဆိုတာအဝေးမပြောပါဘူး လက်ရှိမေရီယာမှာကျွန်တော်တို့ဒီလေချောင်းရံလေချောင်းရံတက်နေတက်မလို့ကဆုံးချုံခဲ့လေချောင်းရံတက်တနေရာရှိတယ်နောက်တစ်ခုကကျွန်တော်တို့မေရီယာ၁၀တော်ကြီးတနေရာရှိတယ်နှစ်နေရာဒီမေရီယာဘက်မှာဆိုတက်မလို့ကထိုးစစ်ဆင်မှုနေရာနှစ်နေရာပဲကျန်တော့တယ်အဲ့ဒီနေရာရသွားပြီဆိုရင်ဒီမေရီယာတကွင်ကရှင်းသွားပြီလို့ပြောလို့ရတယ်ရှင်းသွားပြီပြောလို့ရတယ်လက်ရှိဒီဒီ၁၀တော်ကြီးနဲ့အချက်ချာချတဲ့၁၀တော်ကြီးနဲ့ကျွန်တော်တို့ရခိုင်လေချောင်းရံတက်နေရာကိုတက်မလို့ကမေရီယာဘက်ကလည်းလက်ရှိစစ်ကြောင်းတွေထိုးနေတယ်နောက်တစ်ခါလည်းကျွန်တော်နောင်ချိုဘက်ကလည်းလက်စစ်ကြောင်းတွေထိုးနေတယ်ခင်ဗျားတို့ရှိနေတဲ့နေရာကတက်မလို့လက်နေကြီးတကမ်းပဲခင်ဗျားအဲ့လိုခင်ဗျားလက်နေကြီးခင်ဗျားနှစ်ကုန်းထိုင်ပြီးပြစ်ကြည့်ပါလား ကောင်ဘယ်ပြေးမလဲလာလိမ့်မယ်ခင်ဗျားတို့လာလိမ့်မယ်တက်ပြီးတော့ခင်ဗျားတို့ခင်ဗျားဘယ်လောက်အာချောင်းနိုင်ပါလဲဗျာရှင်းပြခင်ဗျားတို့ဘယ်လောက်အာချောင်းနိုင်ပါလဲခင်ဗျားတို့အာချောင်းခဲ့တာအခုမှမဟုတ်ဘူးတက်ပြီးတော့ရေခုံကြမကောင်းခင်ဗျားတို့အာချောင်းခဲ့တာဗာလဲလမ်းများအားလုံးနေပြီးတော့တို့တို့ဟာလမ်းများအားလုံးနေပြီးတော့တို့တို့ဗာလဲ2020နှစ်အပြီးတို့2023အပြီးတို့2024အပြီးတို့2025အပြီးတို့ဟုတ်လာလိမ့်မယ်2026အပြီးတို့လာလိမ့်မယ်ဆက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 ်ပြလာအောင်မယ်ခင်ဗျားတို့ရှက်လဲမရှက်ရောခင်ဗျားတို့စကားတွေဘယ်တော့မှမှန်ခဲ့ဘူးလို့လဲကဲမေးသားမအောင်အခုလည်းပါကျွန်တော်တို့ကတလမမမခွာဘူးတဲ့အသေးခံပြီးချမယ်ရတယ်ကြိုက်တယ်အဲ့တော့အသေးခံပြီးချတော့ကြိုက်တာ အသေးခံမိချတော့ကြိုက်တာလာခဲ့လေခင်ဗျားကလည်းဆက်လာလိုက်ခင်ဗျားတို့စကားတော့အသေးခံမိချမှာမပြေးချင်းတော့မပြေးချင်းခင်ဗျားဗျာတက်မလို့ဆိုတာကတမိုင်းကိုပြန်ကြည့်စကားမှာပဲလမ်းဆုံးမနေနဲ့တမိုင်းမှာရန်ကုန်အစိုးရလောက်ဖြစ်ခဲ့ဘူးလေရန်ကုန်အစိုးရလက်ရှိခင်ဗျားအင်းစိတ်တိုက်ပွဲဆိုတာအင်းစိတ်တိုက်ပွဲဆိုတာခင်ဗျားအဲအင်းစိတ်တိုက်ပွဲဆိုတာတကယ်ခင်ဗျားတကယ်ကဘာကျော်တိုက်ပွဲပဲအဲဒီကနေစခဲ့တာခင်ဗျားမြန်မာနိုင်ငံတက်ကွမ်းလုံးငိမ်ငိမ်ဝှက်ပြီးပြားသွားတာပဲငိမ်ဝှက်ပြီးပြားသွားတာပဲအခုကခင်ဗျားတို့ပြောတဲ့ဟာဟိုလမ်းများအားလုံးနေပြီးတော့သူမပြောနဲ့ မတို့ကျွေးကြော်ခဲ့တဲ့တောင်ခမ်းဧရိယာနေကောင်ခမတို့ဟိုဘက်ကြောင်မဲဘက်ရောက်သွားပြီဘယ်လိုဘယ်လိုလုပ်ကြအောင်ခမတို့ခမတို့ဘယ်လိုလုပ်ကြအောင်လဲပြောပြတော့မှာခမတို့သိစိတ်ကူးနေတာပဲဗမာကြီးသိစိတ်ကူးနေတာဗမာပြည်ကြီးကသိကိုစိတ်ကူးနေတာသိကိုစိတ်ကူးနေအဲ့တော့ကျွန်တော်ပြောချင်တာခမတို့ဟလာမသေးချင်ဘူးမိသားစုနဲ့ကောင်းကောင်းမွန်မွန်အဲနေချင်တယ်ဆိုရင်ခမတို့လက်နဲ့ချလက်နဲ့ချလက်ရှိလက်နဲ့အချိုးသောပြည်ကြီးအဖွဲ့တွေပြည်ကြီးအဖွဲ့တွေကသူတို့ရဲ့အဖွဲ့ရနေပြီးတော့အုတ်လိုက်အုတ်လိုက်ထွက်ပြေးပြီးတော့တပ်မတော်နဲ့အလင်းဝင်တယ် ဒီနောက်ပိုင်းမှာဒီ PDF လက်နက်ကိုင်ဖွဲ့တွေကဘာဖြစ်သွားမလဲဆိုရင်တဖြည်းဖြည်းသူပြုတ်ခွဲသွားမှာလက်ရှိဒီ PDF ဖွဲ့တွေကလည်းသူကိုလို့တွေယုံလာကြပြီအဲသူတို့ဘက်ထဲမှာကျွန်တော်တို့လက်နက်ခဲရမရှိရတဲ့အထောက်မညီညွတ်မှုတွေစသဖြင့်ပေါ့ဗျာခင်ဗျာသူတို့ကလည်းခင်ဗျာလည်းဒီစနစ်ကြောက်ဖွဲ့စည်းကြတာမဟုတ်ဘူးဟိုကဂွေးသင်းတဲ့ကောင်က PDF ကောင်းဆောင်လုံးကြီးလုံးတယ်ဟိုကဂွေးသင်းတဲ့ကောင်ကခင်ဗျာဖယ်ရွယ်အရေးအော်အော်နေတာဘာလဲဖယ်ရွယ်ကဘာလဲမကြည့်တယ်မှာထန်တက်တဲ့ကောင်ကဒီမိုစီအရေးပြည်သူလုံးမြောက်ရေးအော်တာခင်ဗျာတို့သူများစကားတွေလမ်းဆိုတာခင်ဗျာတေချာသိလားတေချာသိလားခင်ဗျာတို့အဲ့ဒီတမိုင်းနဲ့ပတ်သက်တဲ့စာအုပ်ခင်ဗျာဘယ်နှုတ်ဖတ်ယူရည် အဝေးမမေးပါအောင်ဗျာခင်ဗျဖတ်စာပလာနဲ့ပတ်သက်တဲ့အကြောင်းအရာလောခင်ဗျသိအောင်ရေလောက်ပါအောင်အဝေးပြောမနေဘူးဖတ်စာပလာနဲ့ပတ်သက်တဲ့သူတွေနောက်ဆုံးဗျာခင်ဗျလွတ်လပ်ရေးယူခဲ့မှာဘယ်သူတွေပါခဲ့လဲခင်ဗျအဲ့လောက်လေးတော့သိအောင်လောက်ခင်ဗျတို့ကဗာဒီမိုစီရေးလို့ဖယ်ရွယ်ရေးလို့ဟာပြီးလူခွင့်ရေးလို့လို့ပါလူခွင့်ကျင်ညာစားမှာအချက်ဘလောက်ရှိလဲခင်ဗျသိလား ကလမ်းတိတ်ဆုံးတာပဲဗမာတွေတိတ်ပြီးတော့ကျွန်မဖိန်ကောင်းကျဲတာပဲဖိန်ကောင်းကျဲတဲ့ကောင်တော့ကျွန်မခံရမှာပဲပူမနေနဲ့ပူမနေနဲ့ဟောလက်ရှိကျွန်မတက်မလို့စစ်ချောင်းနေရတော့ဒီမရီယာနေမှာဆိုရင်ဆယ်တော်ကြီးရဲ့လေချောင်းရဲ့တက်ကိုပြန်ရောက်ဖို့တော့တက်မလို့လက်ရှိစစ်ချောင်းထိုးနေတယ်မရီယာဘက်ကလည်းထိုးနေတယ်နောက်ချိုဘက်ကလည်းထိုးနေတယ်ပြီးရင်ကျွန်တော်မိုးကိုဘက်ကလည်းဆက်တက်နေတယ်လာလိုက်မယ်ရှင်းပါလေကျွန်တော်ကြည့်တာတမိုင်းမှာတက်မလို့ကတက်မလို့မယူနိုင်ခဲ့တဲ့တိုက်ပြီးမယူနိုင်ခဲ့တဲ့နေရာတနေအားမှမရှိဘူးလာလိုက်မယ်လာလိုက်မယ်အော်ပါဦးဗျာကျွန်တော်မြင်ချင်တာရီမုန်းလို့ပါတော့ဟာလိုက်ပြအောင်နေပြီးတော့တို့လို့ပြီးရင်နေမျိုးစင်អော်ခဲ့တယ် ဗာလေနေပြောနဲ့မိုင်းတရားခက်အကွာအခုတော့ကပြခွေးပြပြနေရပြီဟိုတည်းကကျွန်တော်တို့အမှပီအန်ဒိုမီဒီယာနေပြောသွားရိုက်တာလေအမှနေမျိုးနေမျိုးစင်နေမျိုးစင်နေခဲ့နေတာသွားရိုက်တာလေကပြစေတို့အပ်တယ်အမွေးဆိုတာချက်တဲ့နေရရောနေမျိုးစင်တော့ခွေးပြပြထိုင်းမြန်မာနေစက်ပဲရောက်နေပြီတော့ကတဲ့စကမ်းမှာသူအပြင်မှာထီထီမနေရလို့စစ်ဆောင်စကမ်းမှာသူသွားနေရတယ်ဘာကြောင့်လဲစစ်ဆောင်စကမ်းကြောင့်တက်မလို့ဘုံမကျဲဘူးလေအများပြည်သူကရောမှာဆိုလို့အများပြည်သူထိမှာဆိုလို့ကောင်တက်တိချင်းမှာထီထီကပြနေကြည့်ပါလားတောင်ကုန်းပေါ်မှာနေကြည့်ပါလားမနေရောနေမျိုးစင်တော့ကပြပြေးနေရပြီဒီကနေ့ဆိုကျွန်တော်နောက်ဆုံးသိရတာမှာဟဲ့လားဒီပက်လောင်အဖွဲ့ရှင်နေ ်မန်လေးပြည်ပြည်ဖွဲ့ကြီးအချင်းချင်းပြစ်နေရတယ်ပြစ်တာကဒီမန်လေးပြည်ပြည်ဖွဲ့ရဲ့ခေါင်းဆောင်ကိုပလောင်ဖွဲ့ကဖမ်းလိုက်တာဖမ်းလိုက်တော့အဲ့မှာသူတို့ရဲ့ခေါင်းဆောင်ထုတ်ပြန်ပါလားထုတ်မပေးဘူးလားဆိုပြီးတော့ပြစ်နေရတယ်လက်ရှိဒီ KIA ဖွဲ့တွေကတော့ KIA ဖွဲ့တွေကတော့ဒီမိုးကုတ်ဘက်ကိုဆက်ဆင်းလာတယ် KIA ဖွဲ့တွေမိုးကုတ်ဘက်ကိုဆက်ဆင်းလာတယ်ဆက်ဆင်းလာပြီးတော့မန်လေးပြည်ပြည်ဖွဲ့တွေနဲ့ဒီ KIA ဖွဲ့တွေပူပူပေါင်းပြီးတော့မိုးကုတ်မြို့ကနေသူတို့ခုခံမယ်ပေါ့ဗျာလက်ရှိတော့ကျွန်တော် KIA ဖွဲ့တွေဆက်ဆင်းလာဆင်းလာလို့ကျွန်တော်သိရတယ်ဆက်ကြည့်တော့ဗျာခင်ဗျားလည်းခင်ဗျားလည်းလက်ရှိမြန်မာနိုင်ငံရဲ့မြေပုံကတက်မတော်ရယူခဲ့တာတက်မတော်ရယူခဲ့တဲ့မြေပုံ ရေးပေါ်အဲ့လာပြီခင်ဗျားတို့ကကိတ်မှုလီးသလိုအာဒါကအဲဒါကကျွန်တော်ဂျိမ်းဘောပြည်နယ်လုံးမှာတို့ဒါကပလောင်ပြည်နယ်လုံးမှာတို့အာဒါကဝါပြည်နယ်လုံးမှာတို့အာဒါကအရခနိုင်ငံလုံးမှာခင်ဗျားစိတ်ကူးရင်တာပဲစိတ်ကူးရင်တာပဲစိတ်ကူးရင်တာပဲခင်ဗျားတို့ဒီမြန်မာနိုင်ငံမြေပုံရေးဆွဲခဲ့တာမြမတမတော်ရေးဆွဲခဲ့တာတမိုင်းကိုပြန်ကြည့်လိုက်တမိုင်းကိုပြန်ကြည့်လိုက်အော်ဗမာတွေတိတ်ဖိန်ကောင်းမကြနဲ့ဗမာပြည်ရဲတွေတိတ်ဖိန်ကောင်းမကြနဲ့အဲ့တော့မင်းတို့ကောင်းနေမင်းတို့ပြောသလိုပဲအသေးခံပြီးချငါတို့ကအလောင်းမဲ့လို့ကျင်တာ အလောင်းမဲ့လိုချင်တာငါတို့ကလည်းအလောင်းမဲ့လိုချင်တာဆက်ကြည့်တာပေါ့ဗျာအဲ့တော့အသေးမခံချင်တဲ့ကောင်တွေအနေနဲ့အသေးမခံချင်တဲ့ PDF ဖွဲ့အနေနဲ့လက်နက်နဲ့အလင်းဝင်မှာလူကိုယ်တိုင်အလင်းဝင်မှာတမတော်ကကြိုးစုံနေတယ်ခင်ဗျားတို့တွေအလုတ်ကိုင်းတွေဖန်တီးပေးတာလေနေစရာတွေဖန်တီးပေးတာလေအလင်းဝင်မှုဖိတ်ခေါ်တယ်ကျွန်တော်တို့တော့ဗမာမျိုးရင်းတွေကျွန်တော်တို့မထိခိုက်စေချင်ဘူးဗမာမျိုးရင်းဆိုတဲ့နေရာမှာဒီဗမာမျိုးရင်းတွေပြက်စီးဖို့အတွက်ကျွန်တော်တို့လူဖွဲ့စီပြက်စီးဖို့အတွက်ဖြက်စီးနေတဲ့ပိုးမွားတွေတော့ကျွန်တော်တုတ်တင်ရမှာပဲတုတ်တင်ရမှာပဲဒီပိုးမွားတွေကျွန်တော်တို့မတုတ်တင်လို့မရဘူးပိုးမွားတွေမတုတ်တင်တော့ကျွန်တော်တို့ပတ်ဝန်းကျင်ညံ့နှွမ်းနေလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံကျွန်တော်တို့ဒေတာ ကျွန်တော်တို့မြို့တွေကျွန်တော်တို့ရွာတွေရွာတွေကျွန်တော်တည်ငြိမ်ဖို့တော့ကတော့ဒီပိုးမွားတွေကိုကျွန်တော်တုတ်တင်ရပါပဲတုတ်တင်တဲ့အခါမှာလိုအပ်ရင်လိုအပ်သလိုတုတ်တင်လိမ့်မယ်လက်ရှိတက်မတော်ကတော့ကျွန်တော်တို့စင်ကူးဘက်မှာလေချောင်းထိုးစစ်ကိုအကြီးကြီးထိုးစစ်ဆင်းနေပါတယ်များမကြာမီကာလမှာကျွန်တော်တို့မိုးကုံမြို့မှာနိုင်ငံတော်အလံတက်မတော်လည်းစပါပြီးလွှတ်မှာလိမ့်မယ်နောက်ဆုံးသတင်းကိုဆက်ပြီးတင်ပါပေးချင်ပါတယ်ဒါကတော့အာဆီယံလက်ချောက်အခရာဖြစ်တောင်းရင်မဲ့ဖိလစ်ပိုင်နိုင်ငံကမြန်မာနဲ့မြန်မာအစိုးရနဲ့ထိတွေ့ဆက်ဆံမှုတွေလုပ်မယ်လို့ပြောဆိုလိုက်တဲ့အခြေအနေပါအာဆီယံလက်ချောက်အခရာဖြစ်လာမဲ့ဖိလစ်ပိုင်နိုင်ငံကမြန်မာအေးမှာငြိမ်းချမ်းသောတာရှိခံသော အဖြေရှာရေးကိုဆက်ပြီးတော့တွန်းအားပေးမယ်လို့ဖိလစ်ပိုင်သမ္မတဖြစ်တဲ့ final marco junior ကပြောဆိုလိုက်ပါတယ်ဒီချိန်နဲ့ပတ်သက်ပြီးတော့ကမ္ဘာမီဒီယာတွေမှာလည်းရေးသားထားတယ်အပြင်ကျွန်တော် data တွေမီဒီယာတွေမှာလည်းရေးသားနေတာတွေ့ရပါတယ် final marco ပြောတာကပြည်တွင်းစစ်ဖြစ်နေတဲ့ကျွန်တော်တို့ရဲ့အိမ်နာချင်းမြန်မာနိုင်ငံကိုကြည့်ရတာကျွန်တော်တို့အတွက်နာကျင်စရာပါကျွန်တော်တို့တပ်ဆိုင်သူအားလုံးနဲ့အထီးထွေးဆက်ဆက်မှုတွေဆက်လက်ပြုလုပ်မှာဖြစ်ပြီးမြမရေးဖြည့်ရှင်းဖို့လီလန်တက်တွေရှာဖွေနေရှာဖွေရပါမယ်တဲ့နောက်ထပ်ပြောတာကအဲ့မှာကျွန်တော်တရင်နောက်တယောက်ကမေးတယ် လာမယ့်နှစ်မှာဖိလစ်ပိုင်နိုင်ငံကအာဆီယံလက်ကျတာဝန်ရေးမှာမြန်မာအရေးမြန်မာနိုင်ငံရေးခေါင်းဆောင်တွေအာဆီယံထိပ်သီးဆွေးနွေးကိုတက်ရောက်နိုင်ခြင်းရှိမရှိမေးမြန်းတဲ့အခါမှာမြန်မာခေါင်းဆောင်တွေအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်တာကိုမြင်တွေ့ကြမှာလို့ပြောပါတယ်။တပြားဖြင့်ဒီဖိလစ်ပိုင်ကသူ့အနေနဲ့အာဆီယံလက်ကျဥက္ကဋ္ဌတာဝန်ရေးတဲ့အခါမှာမြန်မာခေါင်းဆောင်တွေကိုအာဆီယံလက်ကျအစည်းအဝေးတွေမှာတက်ရောက်ခွင့်ပေးမယ်လို့ပြောဆိုလိုက်တာဖြစ်ပါတယ်။ဒါတော့ကျွန်တော်အာဆီယံလက်ကျဥက္ကဋ္ဌဖြစ်လာမယ်ဖိလစ်ပိုင်နိုင်ငံရဲ့ပြောဆိုမှုပါ။ဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။နောက်တဲ့အခြေအနေတစ်ခုကဒီအင်ဒိုနီးရှားနိုင်ငံကလည်း လာမယ့်မြန်မာနိုင်ငံမှာကျင်းပမယ့်2025ယူကဝဲကိုတို့နိုင်ငံအနေနဲ့စောင့်ကြည့်လေးလာရေးဖွဲ့တွေဆက်လုပ်သွားမယ်လို့ပြောဆိုပြောဆိုတာတွေရှိတယ်။နောက်တစ်ခါကျွန်တော်တို့ဒီပေါ်နိုင်ငံပေါ့အရှိတီပေါ်နိုင်ငံကလည်းဒီ2025ယူကဝဲမြန်မာနိုင်ငံမှာကျင်းပမယ့်2025ယူကဝဲကိုတို့အနေနဲ့စောင့်ကြည့်လေးလာရေးဖွဲ့တွေဆက်လုပ်မယ်။အလားတူပါပဲကျွန်တော်အာဆီယံနိုင်ငံအာဆီယံဒေသတွင်းနိုင်ငံတွေမှာရှိတဲ့မြန်မာနိုင်ငံရဲ့အိန္ဒိယနိုင်ငံတွေကလည်း2025ယူကဝဲကိုကျွန်တော်တို့စောင့်ကြည့်ဖို့အတွက်တို့ဒီဆက်လုပ်သွားမယ်လို့သိရပါတယ်။ ီအာဆီယံအဖွဲ့မှာကျွန်တော်နှစ်ဖွဲ့ရှိပါတယ်တစ်ဖွဲ့ကအမေရိကန်အုပ်စုဘက်ကိုယိမ်းတဲ့တစ်ဖွဲ့ရယ်ပြီးတော့ကျွန်တော်တရုတ်ဘက်ကိုယိမ်းတဲ့အဖွဲ့ရယ်နှစ်ဖွဲ့ရှိပါတယ်အဲ့ဒီနှစ်ဖွဲ့မှာကျွန်တော်တို့မတူညီတဲ့နိုင်ငံတွေပေါ့ဗျာမတူညီတဲ့နိုင်ငံတွေကလည်းဒီမြန်မာနိုင်ငံရဲ့2025ယူကပွဲကိုသူတို့စောင့်ကြည့်ဖို့ရှိတယ်ပြီးရင်ကျွန်တော်အခြားသောအင်အားကြီးကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ရုရှားရုရှားနိုင်ငံကလည်းလေးလာဆောင်ကြည့်အဖွဲ့တွေစစ်လို့မယ်ပြီးရင်ကျွန်တော်တရုတ်စစ်လို့မယ်အိန္ဒိယစစ်လို့မယ်ပြီးရင်ကျွန်တော်ဘေလာရုအပါဝင်အခြားသောနိုင်ငံပေါင်းများစွာကလည်းကျွန်တော်တို့ဒီ2025ယူကပွဲနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်လေးလာရေးအဖွဲ့တွေစစ်လို့တော့မှာဖြစ်ပါတယ်ယူကပွဲတစ်ပွဲကျွန်တော်တို့အောင်မြင်စွာကျင်းပနိုင်မှုဆိုတာက လေးလာစောင့်ကြည့်အဖွဲ့တွေရဲ့အခန့်ကဏ္ဍကများစွာကြီးမားပါတယ်လက်ရှိလည်းဒီချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံတော် ပြည်ချုပ်ရုပ်ောက်ဝဲကော်မရှင်ကလည်းနိုင်ငံတကာအဖွဲ့တွေကိုတရားဝင်ဖိတ်ခေါ်ထားလည်းရှိပါတယ်။အဲ့တော့ကျွန်တော်လေးစိတ်ဝင်စားတဲ့အဖို့ကောင်းတာကကျွန်တော်တို့ရွေးကောက်ဝဲကြီးပြီးသွားရင်တော့မြန်မာနိုင်ငံရင်းကတကယ်ကိုကျွန်တော်တို့ဒါထိုးထောင်ပြီးတက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီအကြမ်းဖက်အုပ်စုတွေပြောပါမှရှိတဲ့အမောင်ပဲချက်မှရှိတဲ့အုပ်စုတွေကရွေးကောက်ဝဲမဖြစ်ဖို့အတွက်တို့ရတဲ့နေရာနေတို့တားဆီးနေတာဖြစ်ပါတယ်။အဲ့တော့ဗျာခင်ဗျားတို့စဉ်းစားကြည့်လိုက်ပါ။2021အခင်းကျင်းနောက်ပိုင်းကနေပြီးတော့ယနေ့ထိယနေ့ထိ ဒီလက်နက်ကိုင်အဖွဲ့တွေနဲ့အပေါင်းပါတယ်ပြီးကျွန်တော်အရက်ဘက်အဖွဲ့စည်းအမေရိကန်နှစ်ယောက်တစ်ပိုင်းအဖွဲ့တွေကဟိုရေးဆိုးဆိုးရင်ပါတယ်ဒီရေးဆိုးရင်ပါတယ်ဆိုပြီးတော့တို့ဒီလက်မျိုးစုံနဲ့ကတ်ွက်ပါတယ်တို့ကတ်ွက်မှုတွေဘယ်လောက်ထိအောင်မြင်နေသလဲတို့ကတ်ွက်မှုတွေကဘယ်လောက်ထိအလုပ်ဖြစ်နေသလဲခင်ဗျားတို့စဉ်းစားဖို့လိုပါတယ်အဲ့တော့တနည်းအားဖြင့်တို့ဖြစ်နေတာတွေကအဲ့တူပဲဖြစ်နေတာပါအဲ့တူပဲဖြစ်နေတာပါဗျာလေလေလေလိုင်းွားတွေလေလိုင်းဖြစ်နေကြတာတို့လေလိုင်းွားတွေလေလိုင်းဖြစ်နေကြတာလက်ရှိဒီအန်ယူဂျီအုပ်စုဆိုတာလေတကယ်တော့တို့ကအင်တာနက်ရှိနေလို့ကတို့ရဲ့တို့အလုပ်လုပ်နေလို့ရပြောလို့ဆိုလို့ရနေရအင်တာနက်မရှိရင်ခင်ဗျားတို့ရုံကဘယ်နာမှာလဲခင်ဗျားတို့မေးကြည့်ပါလားအန်ယူဂျီအဖွဲ့တွေရုံကဘယ်နာရှိလဲမေးကြည့်ပါလား ဘယ်နားမှာရှိလဲထိုင်းမှာရှိလားမလေးရှားမှာရှိလားတရုတ်မှာရှိလားဘာမှာရှိလဲဘာမှမရှိဘူးဘာမှမရှိဘူးသူတို့ဘယ်သူမှအတိမမပြဘူးခင်ဗျာကြည့်လက်ရှိခင်ဗျာဒီနိုင်ငံတော်ရဲ့တန်ရုံးတွေခင်ဗျာလိုက်ကြည့်လိုက်နိုင်ငံထဲမှာရှိတယ်နိုင်ငံထဲမှာရှိတယ်ခင်ဗျာ NGO ရုံးတွေရှိလားဘာမှရှိလဲခင်ဗျာမေးချင်တာဘာမှရှိလဲ NGO ထောက်ခံတဲ့အဖွဲ့ကျွန်တော်မေးချင်တာကခင်ဗျားတို့အစိုးရပေါ့ခင်ဗျားတို့ရဲ့အစိုးရလေလိုင်းအစိုးရပေါ့ဗျာတတိဟိုအရင်ကကတော့ကျွန်တော်တို့ဒါအဝေးရောက်အစိုးရပေါ့အခုကတော့မဟုတ်လေလိုင်းအစိုးရမေးချင်တာခင်ဗျာလေလိုင်းအစိုးရရဲ့ရုံးတွေဘာမှရှိလဲ ိုင်းမှာရှိလားမလေးရှားမှာရှိလားလာအိုမှာရှိလားဗီယက်နမ်မှာရှိလားကမ္ဘောဒီးယားမှာရှိလားအာဆီယံဒေသရင်းနိုင်ငံတွေမှာဘယ်နိုင်ငံမှာရှိလဲအဲ့လိုကြီးရုံးနေခြားတော့ကမ္ဘာနိုင်ငံမှာဘယ်နိုင်ငံရှိလဲကျွန်တော်မေးတာကမ္ဘာကမ္ဘာလက်ခံမှုလို့ရတယ်နော်လက်ခံမှုလို့ရတယ်အဲ့တော့ဒီ2025ရွေးကောက်ဝယ်ကြီးပြီးသွားပြီဆိုရင်တော့မြန်မာအရေးကခင်ဗျတိတာလေးအပြောင်းလဲပြီးပြောင်းပြောင်းလဲသွားပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒါအကြမ်းမအုပ်စုတွေရှိနေလိမ့်မယ်တဖြည်းဖြည်းခင်ဗျတုံးတင်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 နဲ့ကျွန်တော်ပျောက်သွားလိမ့်မယ်ခင်ဗျခင်ဗျဒါတွေကဒီအချိန်တွေကခင်ဗျအခုမှရှိခဲ့တာမဟုတ်ဘူးပြီးခဲ့တဲ့အလံဖြူအလံဒီခက်ခါလေးရှိခဲ့တာပဲ အလန်ရှူအလန်ဒီခက်ကလည်းခင်ဗျာအဲ့မှာရောဒေတာဆိုလည်းခင်ဗျာလည်းဒီလိုပဲခင်ဗျာတောင်းကြတာပဲခင်ဗျာရေစကြိုးတို့မြေအရှိတို့ခင်ဗျာအဲ့ဒီမှာဟိုဘက်ကရှမ်းမလောင်တောင်းတန်းတို့အဲ့လိုပဲမြင်းချမ်းတို့မြင်းချမ်းဘက်မှာလည်းထုံနီတို့မြင်းချမ်းတောင်းတာထုံနီတို့ပဲထုံနီအဲ့ဒီလိုရှိခဲ့တာပဲခင်ဗျာတပ်မလို့ရှင်းခဲ့တာပဲခင်ဗျာတလိုက်တလုံးမတုံးရှင်းခဲ့တာပဲလက်စီလိုက်ဆက်ရှင်းလိုက်မယ်တပ်ဘက်ကနိုင်ငံရေးကိုသွားတယ်တပ်ဘက်ကစေရေးကိုသွားတယ်တပ်ဘက်ကတန်တမန်ရေးကိုသွားတယ်လက်ရှိဒီတပ်မလို့ကခင်ဗျာတိုင်းတုံးတိုင်းနဲ့သွားနေတာတပ်ဘက်ကခင်ဗျာနိုင်ငံရေးတန်တမန်ရေးတပ်ဘက်ကစေရေးတပ်ဘက်ကရွေးကောက်ပွဲတောက်လျှောက်သွားနေတာတလုံးပြီးတလုံးလာလိုက်မယ်အေးခင်ဗျားတို့ တောင်းလျှောက်ရှင်းလိမ့်မယ်အဲ့တော့တခုတော့ကောင်းပါလေခင်ဗျာဒီအညာဒေတာမှာပေါ့အညာဒေတာမှာတော့ organic organic ဓာတ်မြေဩဇာလေးအများကြီးထွက်လာမယ်ပြီးရင်ကျွန်တော်စကိုင်းမကွေးပါဗျာစကိုင်းမကွေးစကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းမှာမှာဘာဘာဝဓာတ်မြေဩဇာလေးထွက်လာလိမ့်မယ်စိုက်ပွေးကြီးအကောင်းတော်ပါဗျာစိုက်ပွေး